ောင်းလာနေဆိုရင်လူပေါင်း2သန်းလောက်တနက်ကင်တော့ပါတနက်ပဲရမလဲမမေးနဲ့လေတနက်တလက်မှမရှိတဲ့လူတွေဦးတနက်ရတယ်အခုပဲကြည့်အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာတရင်ထူတရင်ဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ youtube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ဘူတင်လေးအောင်ရဲ့ဘူဘူးတင်လေးအောင်ရဲ့ဒီပါစတွေနဲ့အင်တာဗျူး၁၂ရောက်ပါဒီလူတွေကအပတ်စဉ်၁၂ကရန်ကုန်တိုင်းဒေသက စစ်မှုထမ်းတွေဖြစ်တယ်အခုဒီဘက်ရှေ့တန်းရောက်တယ်သူတို့ကိုလင်းဝယ်တယ်သူတို့ဒီဘက်မှာတနက်ပြာကိုင်းနေပြီတနက်မှာလည်းတနက်ရှိတယ်မင်းအောင်လိုက်ပြီးမှတနက်ရှိသူတို့မှာလည်းရှိတယ်ပြောချင်တာကတနက်ကဒီတိုင်းတော့လိုလိုကူရလာတာမဟုတ်ဘူးဒါပေမဲ့အားလုံးဒီဘက်ရလာကြပြီလိုလင်းကြံစနီးလန်းရတဲ့လူတွေကစဉ်းစားလာကြပြီကြံစလာကြပြီညီမျိုးစုံနဲ့ဖန်တီးလာကြပြီ မနေ့ကဆိုပဲကြည့်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒီငွေဥပံဟာသူ့ရဲ့ဒီ token ပေါ့ token ဆိုတော့အမှန်ကတော့ digital money ပေါ့နော်ပြောချင်တာ digital money ကိုကမ္ဘာ market တခုရှိတယ် max မှာမနေ့ကတင်လိုက်နိုင်ပြီအဲ့တော့ကျွန်တော်တို့အဲ့ဒီ token ကို0.0115เนี่ยအယောင်းဝယ်လုပ်နိုင်နေကနေပြီးတော့အခု token ပေါင်း50 တကဘာလုံးမှာကြိုက်တဲ့လူဝယ်လို့ရတဲ့အဆင့်ကိုအဆင့်ကိုရောက်သွားပြီအဲ့တော့အဲ့တော့လူလင်ကြဆနီလန်ရတယ်ဆရာနာရှင်ရဲ့ခရိုနီခရိုပြာတွေမရောက်နိုင်လို့အုပ်စုတော့ကမ္ဘာမားကတ်ထဲမှာမျိုးပန်ကတိုကင်မျိုးတိုကင်ကဲ့သို့ဈေးကွက်တင်ပြီးတော့ပြောချင်တာက digital money ပေါ့ဗျာနော် ဘစ်ကွိုင်းလိုဟာမျိုးပေါ့ digital money ပေါ့နော်ကိုတင်ပြီးမရောင်းချနိုင်တဲ့အဆင့်မရောက်သေးဘူးຫນွေဥပန်ကတော့စာရောင်းချနိုင်ပြီဒါအစပဲရှိတယ်လိုလင်းချန်စနေလိုက်ရတာလေအဲ့တော့ကျွန်တော်ကျွန်တော်တို့ကိုယ်တိုင်ကဒီ token ကိုဝယ်ထားတယ်ဆိုရင်ဟိုတိုကင်တရားဝယ်မယ်ပေါ့ဗျာဘယ်လောက်ကြာမလဲဒေါ်လာ100တော့မကြပါဘူးဒါပေမဲ့ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်နေမကြခင်မှာအဲ့ token အရာ ေါ်လာတစ်ထောင်လဲဖြစ်သွားနိုင်တယ်ပေါ့နော်ပြောချင်တာကလူလင်းကြံစနေလိုက်ရကသူကကျွန်တော်တို့ဘက်က drone နဲ့လုံးပါဆိုတော့သူကဂျမ်းပါအဲဂျမ်းပါတွေကိုဖြတ်နိုင်တဲ့ဟာကိုလည်းကျွန်တော်တို့ဘက်ကလည်းတွေးပါပဲတနည်းမို့ကျွန်တော်တွေးပါပဲသူတို့လည်းတီထွင်တတ်တာမဟုတ်ဘူးဒီမင်းအောင်လိုက်စစ်သားတွေလည်းတီထွင်တတ်တာမဟုတ်ဘူးသူတို့လည်းသူများတီထွင်တတ်တဲ့တရုတ်ကပို့ပေးတာကျွန်တော်တို့ဘက်ကကလေးတွေကကြတော့တီထွင်တတ်တယ်ကမ္ဘာလုံးမှာရှိတဲ့ပညာရှင်တွေနဲ့ လွတ်လပ်တဲ့နယ်မြေတွေကနေပြီးတော့ကမ္ဘာနိုင်ငံတွေမှာမြန်မာတွေအများကြီးရောက်တယ်အဲ့ဒါကျွန်တော်တို့ရဲ့အားသာချက်ပဲထိုင်းနိုင်ငံမှာရောက်အဲ့ဒီကနေရှိတဲ့ဒီအင်တာနက်တွေကိုသုံးစွဲပြီးတော့ဒီဒီပညာတွေရှာပြီးတော့ပြန်လုပ်တာပေါ့အဲ့တော့ main online တို့က globalization ဖြစ်တာဖြစ်တဲ့အတွက်ဟိုပြည်တွင်းမှာရှိတဲ့မြန်မာတွေကိုတော့ဟိုဟိုအသိဉာဏ်မရှိအောင်အခုလိုဒီပညာတွေရှာလို့မရအောင်သူကအင်တာနက်တွေဖြတ်ပြီးတော့ဖမ်းတာစီးတာနဲ့ထိန်းချုပ်ထားလို့ရတယ်ဒါပေမဲ့ဒီနေ့ ဒီစစ်ကောင်စီတို့တိုက်နေတာကပြည်တွင်းအုပ်စုတစ်ခုတည်းမဟုတ်ပြည်ပအုပ်စုမှာပါနေတာအဲ့တော့မင်းအောင်လှိုင်တို့ရဲ့အထိတ်ကောကနေလွတ်နေတဲ့နိုင်ငံတွေမှာအထူးသဖြင့်ထိုင်းနိုင်ငံမှာရောက်နေတဲ့အိန္ဒိယနိုင်ငံမလေးရှားနိုင်ငံစင်ကာပူနိုင်ငံဥရောပနိုင်ငံများအမေရိကန် UK ပြင်သစ်ဆစ်ဒနီတိုရန်တိုဆိုတဲ့နိုင်ငံတွေမှာဂျပန်တိုကျိုဆိုးဆိုတဲ့ရောက်နေတဲ့လူတွေကခဏတော့ကနီးပညာတွေကိုအကုန်လုံးဖြာယူလို့ရတယ် အဂျမ်ပါကိုဘယ်လိုဖြိုးရမလဲဂျမ်ပါကိုဘယ်လိုလုပ်တာလဲဘာလို့တော့ဂျမ်ပါဆိုတာလဲတီထွင်ထားတာပဲလေသူက radio wave တစ်ခုနဲ့ဒါဒီပညာတစ်ခုဒီက AI ဆိုတာလဲတီထွင်ထားတာပဲအဲ့တော့အဲ့ဒီအားလုံးကိုဒီဘက်ကလူတွေကလုံးလုံးလဲ့လဲ့လေးလာပြီးတော့လဲရှာလို့ရတယ်သူကြီးကောင်းပဲကဘာမှာရှိနေတဲ့တခြားအဖွဲ့အစည်းတွေနဲ့လိုက်ဆက်ဆက်မယ်လိုက်ပြီးတော့ဟိုဒီမောသူများပြောတာရင်နားထောင်ပြီးတော့လဲလုံးလုံးရလာမှာပဲအချိန်တိုင်းတာတစ်ခုရရင် ဟိုသူတို့ပြောသလိုလိန်တော့ဝယ်ဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဂျမ်ပါလောက်ဒီ drone လောက်ကတော့ကျွန်တော်တို့ဘက်ကလည်းရလာပါပဲအဲ့တော့စိတ်ဟိုဟိုဒီဒီဘက်ကတော်လန်ပြည်သူတွေရဲ့အဇက်ပေါ့ပေါ့နော် speak up ပေါ့နော်အမှန်တရားကိုပြောဆိုဖို့ကိုသူတို့ပါဇက်ပိတ်လို့မရဘူးမှန်နေပြည်ရင်းမှာရှိတဲ့လူတွေကိုတော့အထောက်တရားတွေလုပ်ပြီးတော့ဖန်တာစီတာထောင်ချတာနဲ့ပိတ်လို့ရတယ်ပြပမှာ ရောက်နေတဲ့တော်လံပြည်သူတွေဒေါက်တာဇော်ဝီဆိုတို့လို UNG ရပုံကူတွေ KNU KNI တို့လို့ခေါင်းဆောင်တွေနောက်ဆုံးဘိုချစ်သူလို့လူမျိုးရဲ့ပါဇက်တော်တို့ပိတ်လို့နေအောင်အဲ့တော့လူတွေရဲ့ပါဇက်ပောက်ကိုလည်းပိတ်လို့မရဘူးလူတွေရဲ့စင်စားတွေးခေါ်ပုံကိုလည်းတို့ပိတ်လို့မရဘူးလူတွေရဲ့စိတ်နေစိတ်ဓာတ်စိတ်သက်ကိုလည်းပိတ်လို့မရဘူးဒါ နေဦးတော်လှန်ရေးအားသာချက်ပဲ။ဒါကြောင့်ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကလို့ဒီနေရာချင်းချင်းလေးမှာပဲဖိနှိပ်ပြီးတော့ဒီအဲရလူတွေကထွက်ပြေးလို့မရလို့ခံရဘောရမဟုတ်ပဲ။အခုကတကဘာလုံးမှာမြန်မာတွေကအမြောက်များရောက်နေပြီ။ထိုးနီးထိုးနီးလောက်ပဲထိုင်းနိုင်ငံကလည်းဖွင့်ပေးထားတဲ့ပုံစံနဲ့လက်ပြီးလက်ယူပဲပြောပြောထိုင်းတွေအချင်းအခြားစားတဲ့မြန်မာတွေအများကြီးထိုင်းမှာရောက်နေတာဖြစ်တဲ့တွေ့ထိုင်းရဲ့လွတ်လပ်မှုတွေထိုင်းရဲ့အင်တာနက်တွေထိုင်းရဲ့နည်းပညာတွေ တခြားနိုင်ငံတွေရဲ့လွတ်လပ်မှုတွေဒီပညာတွေကနေအကုန်လုံးပြန်ရှာယူมาပဲပြီးတော့ဝေးကြီးထောက်ပံ့ကြပါပဲပြီးတော့အခုຫນွေဥပံလိုမျိုးတိုကင်တွေကပဒီတိုကင်တွေအယောင်းဝယ်လုပ်တဲ့ online ရောင်းဝယ်ဈေးကွက်ကြီးပေါ့က Binance လိုမျိုးဟာဒီ digital money တွေရောက်ဈေးကွက်ထဲမှာတော့တင်လိုက်နိုင်တဲ့အနေအထားကိုရောက်သွားပြီ ဲ့တော့뇌ဥပ္ပံမှာဥဆောင်နေကြတဲ့သူများကိုမရောက်လိုက်ဘလို့မှတားလို့မရဒါအရှိတရားပဲဥချုံမုံထုံကုလသမဂ္ဂမှာပြောနေတာကိုမရောက်လိုက်ဘလို့မှတားလို့မရဘာလို့ကုလသမဂ္ဂအတွင်းမှုချုပ်ကိုယ်တိုင်ကဥချုံမုံထုံကိုမြန်မာနိုင်ငံသာမတ်ကြီးပြီးဆက်ထားမယ်လို့သဘောတူတာပြီးသားအဲ့တော့ကုလသမဂ္ဂဆိုတဲ့နိုင်ငံတကာအစည်းအဝေးမှာမြန်မာနိုင်ငံကိုစားပြုတဲ့သံမတ်ကြီးကမြန်မာနိုင်ငံမှာရှိတဲ့ အာဏာလုယူထားတဲ့ဟာတွေကအထူးရောက်ရွေးကောက်ပွဲကြီးဖြစ်နေတယ်ပြည်သူတွေကိုစစ်ရာဇမှုမျိုးစုံနဲ့တင်းမဲနှိပ်စက်မိရှုတိုက်ဖြတ်နေတယ်ဆိုတာကိုနေ့တိုင်းကဘာကြီးကြားအောင်ပြောနေတယ်အဲ့တော့သူတို့ဘက်မှာကကြတော့သူတို့ဘက်ကပါစတွေပဲဖြစ်ဖြစ်ပေါ့နော်အခုစစ်မှုထမ်းအတင်းခေါ်တဲ့လူတွေပဲဖြစ်ဖြစ်သူတို့ဘက်စစ်သားတွေပဲဖြစ်ဖြစ်သူတို့ပြောတဲ့စစ်သမီးတွေပဲဖြစ်ဖြစ် တက်ထဲမှာနေတဲ့လူတွေဖြစ်ဖြစ်မိသားစုတွေပဲဖြစ်ဖြစ်အကုန်လုံးကိုတည်င်းအချက်လက်ဖြတ်တောက်ထားတယ်။နိုင်ငံအခုကျွန်တော်တို့ online ပေးမသုံးဘူး social media တွေပေးမသုံးဘူးတခါလာလေသူတို့ brain wash လုပ်တဲ့ညဝတီ MRTV လောက်ပဲကြည့်ခိုင်းတယ်။အဲ့တော့သူတို့ဘက်ကလူတွေကတုံးတဲ့တုံးတဲ့တုံးတဲ့တုံးသွားတယ်။သူတို့ကနတော့ကမတရားဖန်ဆီးထားတဲ့ပါစတွေလေပညာဘလောက်တက်တက် တို့လိန်လို့မရဘူးဒီလူတွေလဲကြောက်လို့ပဲဖြစ်ဖြစ်မိသားစုကိုတစားကန်လို့လို့ပဲဖြစ်ဘလောက်ပဲပါပါအခွင့်အရေးနဲ့ထွက်ပြေးကြတာတို့ဒီဘုံလဲအသက်ဆုံးဆိုကြတာပေါ့အဲ့တော့သူတို့ဘက်ကလူတွေကပို့ပြီးတော့တုံးတဲ့တုံးလာစေအခုတိသူတို့ဒီတိုင်းပဲလုပ်နေတယ်အကုန်လုံးတပင်းသူတို့ကဟိုတပင်းအချက်လက်ကိုလူသိမှာပေါ့ပြောချင်တာကသူတို့လိန်နေတာကိုသိမှာစိုးရိမ်နေ ဲ့တော့သူတို့လိန်တာကိုလည်းလိန်လိန်မှန်းတိတိကြီးနဲ့သူတို့တက်ထဲမှာမိကုံပြောသလိုပေါ့ဒီဒီမရောက်လည်းလို့ပြောနေတာကိုလိန်လဲယုံရမှာပေါ့ဗျာအဲ့တော့လိန်လဲသူတို့ယုံရမှာပေါ့အဲ့တော့အခြေကရှင်းရှင်းလေးပါသူလိန်လဲယုံရပါပဲလीเนาะအဲ့တော့အတင်းလိန်ခိုင်းနေတယ်အတင်းယုံခိုင်းနေတယ် ပူပြီးထူးဆန်းတာကသူတို့နဲ့အတူဒီရေကောက်ပွဲမှာလူရဝင်ကျင်လို့ဝင်ပြိုင်ကြတဲ့ကိုကိုကြီးတို့တတ်တက်ခိုက်လို့လည်းပြောင်းလေပြောင်းစားနေတယ်ပြောင်းကြီးပြောနေကြတယ်မနေ့ကဆိုရင်တော်တော်စိတ်မကောင်းဖြစ်တယ်ကျွန်တော်ကဒေါ်နော်အုံးလှပြောက်နေတာကြာပြီဆိုပြီးတော့စိတ်ပူနေတာဘယ်ဟုတ်မလဲဗျာအခုကတော့ရေကောက်ပွဲဝင်မယ်ဆိုပြီးတော့ပါတီတစ်ခုရဲ့ဒုဥက္ကဋ္ဌအနေနဲ့ပါလာပြီ ထွက်လာပြီအဲ့တော့ဒီချင်းတွေကိုကျွန်တော်တို့အားလုံးကြည့်လိုက်ရရင်ကျွန်တော်တို့ຫນွေဦးတော်လန့်ရေးသည်သူ့ဟာသူသွားနေတာသူတို့ဘက်ကလာပြီးဝါရဖြန့်တာတွေနဲ့လာပြီးမဟုတ်ကဟုတ်ကတွေလာပြောနေတာနဲ့ຫນွေဦးတော်လန့်ရေးကမရော့ကြသွားဘူး ိတ်ခါလည်းမကြသွားဘူးအချိန်လည်းမလျော့သွားဘူးဒီတွေတိုင်းတိုင်းမောတော်မှာဖြစ်တဲ့ကိစ္စကိုကြည့်ကျွန်တော်တို့ဘက်ကတကယ်တိုက်တကယ်ရတယ်ဆိုတာသိကြသလားအဲ့ဒါနဲ့ပို့သေးကြတာကဆရာနာရှင်တွေကသူတို့ရဲ့စခန်းတိုင်းကိုလေချောင်းရံနဲ့အကုန်မကွယ်ပေးနိုင်တော့ဘူးအဲ့ဒါနဲ့ပို့သေးကြတာက ကျင်းမဲ့ကိုတိတိကျကျတိတယ်တိုက်လေရည်တွေနဲ့မကာကွယ်ပေးနိုင်ပေဟိုနေ့ကအေဂျာစီယာမှာပြောသလိုပေါ့ကုံတယ်လေကုံတယ်ကုံတင်တဲ့လေရည်တွေကိုဟိုကျွန်တော်တို့အိမ်ဒီမှာသုံးတဲ့ plastic pipe ကြီးတွေ PVC pipe ကြီးတွေနဲ့အပေါက်တွေဖောက်ပြီးတော့ကုံတင်တကားအနောက်ကိုဖွင့်ပြီးတော့အဲ့ဒီ pipe ရာနေဘုံတွေရှော့ချပြီးတော့ကြာကျင်တဲ့နေရာကြာဆိုတဲ့အဆင့်လောက်ပဲတို့ကရှိတော့လားအဲ့တော့ သူတို့မှာတနိုင်ငံလုံးမှာကျွန်တော်တို့ကတိုက်ပွဲတွေဖြစ်နေတာဖြစ်တဲ့အတွက်ဘူတနိုင်ငံလုံးမှာတိုက်ပွဲတနေရတနေ့ထဲမှာတိုက်ပွဲနေရအရာဟိုဒီဟိုနေရအခုတရားပေါ့နော်နေရပေါင်းတရားမှာတိုက်ပွဲဖြစ်နေတယ်ဆိုပါဘူးတိုက်ပွဲပေါင်းတရားဖြစ်နေအဲ့ဒီတိုက်ပွဲပေါင်းဖြစ်နေတဲ့နေရတရားနေရာတိုင်းကိုနေရာပေါင်းတရားတိုင်းကိုတော့မြန်မာစကားက ရှားနေနေလိတ်တယ်ဒီနေရာမှာနေရာပေါင်းတရားတိုင်းကိုသူတို့လေချောင်းကူမပေးနိုင်ဘူးသူတို့မှာအကတ်တရှိနေတယ်ဆိုတာအယံတင်ရှားတယ်အဲ့တော့ဒါကြောင့်ဒီမောတော်လိုနေရာကိုသူတို့နေဆက်ကတ်လို့လေချောင်းပြစ်ကူမပေးနိုင်တာလည်းဖြစ်မယ်မလာနိုင်တာလည်းဖြစ်မယ်နောက်ပြီးတော့စစ်ကြောင်စစ်ကူမလွတ်နိုင်တာလည်းရှိမယ်ပေါ့အဲ့လိုမျိုးတွေတွေ့နေရတယ် ။ဒါကြောင့်လေမြဝတီကိုတိန်းတော့ကလေအဲ့လိုပုံစံနဲ့ပဲရပါလား။ဒါကအခုက BGF တွေနဲ့ DGB တို့တစ္ဆာဖောက်ပြီးသူတို့သူတို့ဘက်နဲ့ပြန်ပေါင်းလိုက်လို့ခဏလွှတ်ပေးလိုက်ရတဲ့သဘောရှိတယ်။အဲ့တော့အခုဒီသခိုင်းတိုင်းရဲ့ဖြစ်စဉ်တွေမှာလေဒီတိုင်းပဲသူတို့ဘက်စစ်ကြောင်းတွေအထိုးခံနေရပြီးပြိုကွဲနေပြီးဒါပေမဲ့လေကြောင်းပစ်ကူကိုအချိန်အချိန်မီမလာနိုင်တော့ဘူးသူတို့ပြောချင်တာကသူတို့လည်း ပန်းနေတဲ့သဘောရှိတယ်သူတို့မှလည်းခဲရန်နေပန်းနေတာရင်းနှင်းစီရင်းနှင်းစီဘာလို့လေးရင်းစီအခက်ခဲရှိနေတာတွေရှိနေပြီဆိုတာပြည်သားတော့ရှိတယ်ဒို့ဒီမဟုတ်သူတို့လည်းပန်းနေတာလည်းဖြစ်မှာပေါ့အဲ့တော့နေရာတိုင်းမှာလူတိုင်းလာသက်သက်ကြင်ကြပြီဆိုရင်သူတို့ဘလို့အုပ်ချုပ် ဒါကြောင့်လေအမေရိကန်နိုင်ငံမှာရီပါဘလီကန်တွေကတနက်ကင်တဲ့ဥပဒေကိုထုတ်ခိုင်းတာ။ဒါကြောင့်လူတိုင်းကိုတနက်ကင်ပေးခိုင်းတာလား။အမေရိကန်နိုင်ငံမှာတနက်နဲ့လူပါလာဝါလို့ရောအမေရိကန်အကုန်ပြပြမှာအိမ်တိုင်းမှာမောင်းမောင်းပြတနက်ရှိတယ်။အဲ့တော့အဲ့တော့အဲ့လိုမျိုးအနေထားတွေရှိနေတာဖြစ်တဲ့အတွက်ဒီနေ့ညနေကြီးက 6တောက်800စားတွေအရင်များတယ်ဗျအဲ့တော့ဒီနေ့ကြစဉ်းစားကြည့်လိုက်ရရင်အဲ့တော့6တောက်800စားတွေအရင်များနေတယ်သူတို့ကယူမဆိုင်ပါဘူးအဖက်မလုပ်ပါဘူးဘူလာတဲ့အစိတ်တွေမလာပါနဲ့ဆိုလေအတင်းလာနေကြတယ်ဒုက္ခပါပဲဒါပေမဲ့ တို့ကိုကျွန်တော်ပြန်မပြောပါဘူးပြောစရာမှမလိုတာတို့ကိုဘလောက်လုံးလိုက်တာအရှင်းဆုံးပဲနာအီတက်တာတော့ဗောနော်ပြောချင်တာကတို့နဲ့ဓာတ်ပိတ်လုပ်စရာအကြောင်းမရှိဘူးတို့တို့ကိုဖြည့်စရာအကြောင်းလည်းမရှိဘူးဘာကြောက်လဲဆိုတော့တို့တွေကပတ်စံပေးတဲ့အတိုင်းပတ်စံရလို့တို့အိမ်ရမိန်းမတွေတာသမီးတွေကလေးတွေတမင်းစားဖို့အတွက်ဒါတို့ကခိုင်းထားတဲ့အတိုင်း မြောင်လိုက်တနက်ထောက်ပြီးခိုင်းလိုက်တယ်သူတို့လို့သူတို့လို့သူတို့ဘဝလည်းတနာစီရပါဘူးပြင်လင်းပြောရင်သူတို့လည်းကြုံနေပါပဲမြောင်လိုက်တနက်ထောက်ပြီးခိုင်းတာလို့ဟိုမှာဒီအေဂျင်စီအထဲမှာဟိုဒီတာဖို့နဲ့ရိုက်ခံတော့သူတို့လည်းလို့ရိုက်ခံထားလို့ဒီသူတို့လည်းသူတို့လို့သူတို့လုပ်နေတာပေါ့နော်အဲ့တော့ ခုမောတောင်ဖြစ်စဉ်ကတော်တော်လေးကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတယ်ဒီလူတွေပြာဒီလောက်စိတ်မှုတန်းနေလေအစ်စ်တွေအများကြီးရတယ်ကွာလက်နဲ့တွေလည်းပေါ်သလားမသိဘူးအခုပဲကြည်ဒါဘူဘူးထင်းလေးအောင်ပြသလိုပဲသူတို့သူတို့သိမ်းလိုက်တဲ့လက်နဲ့တွေအားလုံးနဲ့ခံချရင်တော့ဒီစကားမကြနိုင်ဘူးကွာစီလားဒီလောက်များတဲ့လက်နဲ့တွေကိုထားခဲ့တယ် ဒါပေမဲ့ဒီမှာမေးစရာရှိတာကကျွန်တော်တို့မေးစရာရှိတဲ့မေးခွန်းတစ်ခုရှိတယ်ဗျာသိလားမြန်မာနိုင်ငံမှာ6800ဆားရရန်ကန်တို့ကတိရရန်ကန်တို့တော့မရှိပါဘူးဒီလူတွေကပြည်သူ69.99ရရန်ကန်တို့ကဆရာနာရှင်ကိုမကြိုက်ပါဘူးဗျာနော်အဲ့ဒါလေအဲ့ဒါဒီဆွေးနွေးစရာအကြောင်းရှိအခုအခု6800ဇာတွေကလည်း ဟိုသူတို့အထင်ပေါ်ဟိုဘက်ကနိုင်ပြီဆိုပြီးအထင်နဲ့လာပြီးလုံနေကြတာအမှန်ကသူတို့ကိုယ်တိုင်လည်းဆက်ရတာရှင်မကြိုက်ပါဘူးသူတို့ကိုယ်တိုင်ခံစားရတယ်အဲ့တော့သူတို့သူတို့တွေကိုနားလဲပေးလိုက်ပါသူတို့က special လူသားတွေပေါ့အဲ့တော့အခုမောတော်မှာသူတို့ထားခဲ့တဲ့လက်နက်တွေနဲ့ခံချိုင်ရပြန်နောက်တလားတော့ခင်ဗျာကျွန်တော်တို့ဒေါ်လာရက်တက်တွေကတ်လို့ရမှာမဟုတ်ဘူး ဲ့ထဲမှာကျွန်တော်အရေးကြီးဆုံးမေးခွန်းတစ်ခုမေးချင်တာပေါ့ဗျာနော်ကျွန်တော်ကိုယ်တိုင်စိတ်ရည်နားမလဲလို့ပေါ့ကျွန်တော်စိတ်ရည်သုံးသက်သူလည်းမဟုတ်ပါဘူးကျွန်တော်က soft power ပဲပြောနေတယ်လို့ပါ hard power ကိုမပြောပါဘူးနားလည်းမလဲပါဘူးဟိုစစ်သားတော့လုတ်ခင်ခဲ့တယ်ဟို DSC လည်းတက်ချင်ခဲ့တယ်ဟိုစစ်ဘူဖြစ်ချင်ခဲ့တာပေါ့နော်ငငယ်တုန်းကတော့အခုကတော့စိတ်ဝင်စားပါဘူးကျွန်တော်တို့တော်လိုင်းရေးဘက်မှာလိမ့်ပြန်လည်းမရှိဘူးဗျာ

ကျွန်တော်တို့တော်လိုင်းဘက်မှာလိမ့်ပြန်မရှိဘူးစစ်လေရင်မရှိဘူးအဲ့ဒီ fight fight တွေကအဲ့ဒါမျိုးစစ်လေရင်တွေပြစ်ချတာဗျာဒီ120မမတွေကအပေါ်ကလာတဲ့ရဟတ်ရင်တွေပြစ်ချတာဗျာကျွန်တော်တို့မှာ gyro copter လည်းမရှိဘူးသူတို့ပြောပြနေဟိုလေကြီးနဲ့ဥစ္စာလည်းမရှိဘူးဗျာအဲ့တော့သူတို့အဲ့ဒီအဲ့ဒီအဲ့ဒီလက်နက်ကြီးတွေအိမ်မှာယူလိုက်ပါလို့ဘူးအထိုင်းကလိုက်ပြစ်ချဖို့လားကျွန်တော်အဲ့ဒါကိုနားမလဲဘူးနားလေလေလူများရှိရင် သင်စားကြည့်ပါဦးအဲ့ဒီလက်နဲ့ကြီးတွေသူတို့အင်းစခန်းတွေမှာထားတာဘာလို့ကိုလဲအဲ့တော့ကျွန်တော်တို့ကအမြောက်တက်လည်းမရှိဘူးကျွန်တော်တို့ဒေါ်လာရင်းမှာကျွန်တော်တို့ဒေါ်လာရင်းမှာတက်တက်ပဲရှိတာအဲ့တော့ဒီလက်နဲ့ကြီးတွေဒီဘုံကြီးကြီးတွေကဘာလို့ကိုလဲဘယ်သူ့ကိုပြစ်မလို့လဲထိုင်းဟိုတက်ပြစ်ဘူးလားထိုင်းကလာပြီးတော့ F6 F6 နဲ့လာပြီးအမှုတ်ကျိလိုက်တယ် ဲ့တော့ကျွန်တော်နားမလည်နိုင်ဘူးဦးစခန်းနေသိလိုက်ရင်ပိုက်ဖိုက်တွေရတယ်တဲ့120မမတွေရတယ်တဲ့အဲ့ဒါကြီးဘာလို့ဘူးလဲကျွန်တော်မသိတော့ကြီးချာဟောတော့ကျွန်တော်တို့တော်လိုင်းအဘက်မှာလေဟိုသေးသေးချာချာစဉ်းစားကြည့်ပါတော့ကျွန်တော်တို့တော်လိုင်းကြီးကရွေ့လျားတော်လိုင်းကြီးဖြစ်တယ်နော်ကျွန်တော်တို့စခန်းမဲ့တိတ်တိတ်တက်ရင်းနေပဲတိတ်တိတ်ကျွန်တော်တို့ရဲ့ PDF တွေအားလုံးပေါ့အဲ့တော့ကျွန်တော်တို့ PDF တွေအားလုံးက ော့တင်းတဲ့အခါမှာဒီလောက်လေးကြီးတဲ့လက်နက်တွေလည်းထမ်းသွားဖို့မနိုင်ဘူးထမ်းလည်းမထမ်းသွားနိုင်ဘူးဘရောမှလည်းကျွန်တော်တို့မှပါလာမှာမဟုတ်ဘူးလေအဲ့တော့ကျွန်တော်တို့ဘက်မှာလည်းလက်နက်ကြီးမလိုဘူးသူတို့ဘက်ကလည်းအေးလက်နက်ကြီးတွေမလိုဘူးလေဘာလို့ဆို Wi-Fi ဆိုတာရဟတ်ကြီးတွေပြစ်ချတာလိမ့်ညံတွေပြစ်ချတာလေအဲ့တော့နားမလည်နိုင်ဘူးပေါ့နော် ဒါကြောင့်အဲ့ဒီလက်နက်တွေအလုံးကိုအငြင်းတဲ့သူတို့စခန်းတွေမှာထားထားပြီးတော့တကယ်တမ်းဖြစ်လာရင်အဲ့ဒီလက်နက်တွေကိုထားခဲ့ပြီးဘာကြောင့်သူတို့ထွက်ပြေးကြတာလဲအဲ့ဒီ6800ဆာများဖြည့်ကြည့်ပါလူကြီးမင်းတို့သူတို့ကျွန်တော်နည်းနည်းလေးလူရသွင်းလိုက်ပါဘောနော်လူကြီးမင်းတို့ဘက်ကလူတွေဘာကြောင့်အဲ့ဒီလက်နက်ကြီးတွေအဲ့ဒီကြီးစံကြီးတွေဘုံကြီးတွေထားပြီးတော့ထိုင်းနိုင်ငံကိုထွက်ပြေးကြတယ်လေ ကျွန်တော်ကိုမပြောနဲ့လေကိုလူတွေကိုကိုမေးကြည့်လူကြီးမင်းတို့ရဲ့လူတွေပေါ့အေးလက်လက်ကြီးတွေကိုဒီလောက်ကြီးစံနေလက်လက်တွေအများကြီးကိုထားကြီးဘာကြောင့်ထွက်ပြေးကြ